အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်က chess education youtube channel ကနေပြန်လာကြေစပါတယ်ဒီနေ့မှာတော့ကျွန်တော်ဘာတင်ဆက်ပေးသမလဲဆိုတော့ rotary lo 2300ရဲ့ကစားပွဲတစ်ပွဲကိုတင်ဆက်ပေးသမှာဖြစ်ပါတယ်အဲ့တော့လက်ရှိကတော့ကျွန်တော် rating ကတော့2200 level 5တော့ရောက်ပြီပေါ့နော်အဲ့တော့ဒီနေ့နိုင်မလားရှုံးမလားကြည့်ရပါဘို့ okay ပွဲတော့တွေ့ပြီပေါ့နော်ကျွန်တော်အဖြူရတယ်အဲ့တော့ကျွန်တော်အဖြူကနေပြီးတော့ d4 ပဲတက်လိုက်မယ်ပေါ့နော် d4 d4 d5 မှာ c4 အဲ့ဒါ queen scan ပဲပေါ့နော် အဲ့တော့ဘာလုပ်မလဲတော့ကြည့်မယ်ပေါ့ဒီနေရာမှာတော့စားတဲ့ line နဲ့ရှိတယ်စားလို့ရှင်တော့ queen's cap accept တဲ့ရောက်သွားမယ်ပေါ့လက်ခံတာ e6 ကတော့ဒါတော့ queen's cap decline အာမစားဘဲနဲ့ဟိုဆော့တဲ့ line ပေါ့နော်ဒါတော့ကျွန်တော်ပုံမှန်လက်ရှိ opening လေးလာနေတဲ့ line ပေါ့အစားအကမှာဒီမှာအဟုတ်တယ်ပုံနိုင်ပဲစားပါတော့ဒါတော့ကျွန်တော် bishop g5 တွားမယ်ပြီးတော့ဆင်ကျွန်တော် queen c2 တွားမယ်ပေါ့နော်ဒါတော့ကျွန်တော်ပုံမှန်ရွှေ့နေကြရွှေ့ခွက်ဒီပဲဖြစ်ပါတယ်အဲဒီမှာ knight b7 အဲဒီနေရာမှာကျွန်တော်တို့တာသွားဆားလို့မရဘူးเนาะဒါတွေကဒါတွေက trap เนาะကျွန်တော်ပြောပြထားတဲ့အာဘာလို့လဲဆိုတော့ဒီနေရာမှာကျွန်တော်ဒါသွားဆားမယ်ဆိုရင် United D5 ပြန်ဆားလို့ရတယ် Bishop တွေ Queen ဆားမယ်ဆိုလို့ဆိုရင်သူက Bishop B4 စေပြန်ချက်လို့ရတယ် Bishop B4 ချက်မယ်ဆိုရင်ကျွန်တော်မှာဘီရင်ပြေးကြနေရမှရှိဘီရင်ပြေးကြနေရမှရှိရတဲ့အကြောင်းအာဘာဖြစ်လဲဆိုလို့ဆိုရင်ကျွန်တော် Queen နဲ့ပြန်ကားပဲ Queen နဲ့ပြန်ကားရင်ကျွန်တော် Queen ဆားပြန်ပြန်ဆားတဲ့ကျွန်တော်တကောင်ကြာသွားမှာပေါ့နော်ဒါဒါသွားဆားလို့မရဒါ opening trap ပေါ့ဗျာထောင်ချောက်ရှင်လာတာပေါ့အဲကျွန်တော် Queen C2 နောက်လည်းကြာရင်တော့စားမှာနောက်လည်းဒီလိုပဲဒါလာပြီးတော့စားပလိုက်မှာဒါကြောင့် king အတွက် space ရှိသွားပြီပေါ့နော်ဒါဆိုရင်စားလို့ရတယ်ခုနကတော့ကြာ king အတွက်နေရာမရှိအဲ့တော့ပြန်ကယ်တယ်ပေါ့နော်ပြန်ကယ်ကျွန်တော်ဒီမှာ e3 တက်မယ်ပြီးကျွန်တော် bishop d3 လာမယ်အားပြီးတော့ knight g2 ထွက်မယ်အဲ castle လုပ်မယ်ပေါ့ဒါကတော့ပုံမှန်ရွှေ့နေကြရှေ့ခွက်တွေလို့ပြောလို့ရပါတယ်အဲ့တော့ဘာပြန်ပြီးတော့တုံ့ပြန်မလဲဆိုတော့ဒီက bishop e7 မဲ့ထုတ်ပြန်ဖို့ထုတ်ဖို့များတယ် ျွန်တော်ကတော့ Bishop E7 ပဲထုတ်ဖို့မရဘူးနော်ဒါကသူ Vietnam ကပေါ့နော် Okay ဘာလို့မလဲကြည့်မယ်ဟုတ်တယ်ကျွန်တော် Bishop D3 ပဲထွက်မယ်ပြီးရင်တော့ဒီညမှာတော့ Castle လို့လို့မလို့ရင် H6 မောင်းတာရှိရပေါ့နော်အဲ Castle အရင်လို့မထင်နဲ့ Castle လို့မဲ့ဆိုတော့ကျွန်တော် Knight က E2 သွားလို့ရ Knight G E2 သွားလို့ရတယ်ပေါ့နော်အဲ့ဒါကြည့်လို့လာမယ်ဒါဆိုရင်ဒီနေရာမှာတော့ A6 စေပါတက်တာရှိမယ်ဒါမှမဟုတ် Rook E8 သွားတာရှိမယ်ပေါ့အဲ A6 တက်မယ်ဆိုလို့ဆိုတော့ကျွန်တော် Bishop ကိုဒီ H4 လေးပြန်ထားထားမယ် ပြီးတော့ကျွန်တော်ကက်ဆလင်းလုပ်မယ်ပေါ့နော်ဒါတော့ကျွန်တော်ရဲ့ကစားပွဲတွေမှာတော်တော်များများတွေ့ရတဲ့အတိုင်းပဲပေါ့နော်ဒီပုံစံလေးကအဲ့ဒါ AC တက်တယ်အဲ့ဒါ Bishop H4 လေးလာထားမယ်ပြန်ပြီးတော့ပင်နဲ့ကောင်ကိုပဲဆက်လက်တိုက်ခိုက်ထားစေဖြစ်တယ်ပေါ့နော်ဒါဆိုတော့ကျွန်မ Rook E8 သွားတာများတယ်ပေါ့ Rook E8 သွားလဲကျွန်တော် Gasoline လေးလောက်လိုက်တော့မှာပေါ့နော်ဒါဆိုရင် အဲ့အဲ့ကကြရင်တချို့ကျတော့ night night effect သွားတယ်ပြီးရင်ဒီမှာ bishop ကို e6 တွေ g4 တွေစသဖြင့်ဒါမျိုးတွေထွက်ကြတာလည်းတွေ့တယ်ပေါ့နော်အဲ့တော့သူကဘာလုပ်မလဲပေါ့တခြားတချို့ကျတော့လေဒီညမှာ c5 တွေပါတက်တာမျိုးတွေလည်းတွေ့ရတယ်ပေါ့ c5 တက်ပြီးကစားတာမျိုးတွေပေါ့နော်ဆိုတော့ night e4 လာအဲ့ဒါဒါလည်းကစားကြတယ် အဲ့ဒါဆို naive force ဆိုတော့ကျွန်တော်ဒီမှာတဲပြီးတော့စားတာပိုကောင်းတယ်ပေါ့နော်စားမယ်တဲ့ခါကျတော့ကွင်းနဲ့တက်စားနိုင်မယ်အဲကွင်းနဲ့တက်စားတဲ့ခါကျကျွန်တော်ဒီမှာကအဲဘာလို့လို့ရလဲဆိုတော့အဲစားလို့ရတော့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကမစားတာမစားဘူးပေါ့စားလို့တော့ရတယ်အဲဒီနေရာမှာစားလိုက်လို့တော့ရတယ်ပေါ့နော် စားလို့ဆိုရင်ကျွန်တော်စားရတယ်ပေါင်းလိုက်ပြန်စားမှာပေါင်းလိုက်ပြန်စားတဲ့ခါကျကျွန်တော် C4 တွေပါသွားနေရပြ B5 တွေပါတက်လိုက်လို့ဆိုရင် Bishop B3 ပဲပြန်လာပဲပေါ့နော်အဲ့တော့မစားဘဲနဲ့ကျွန်တော်တို့များသောအဖြစ် Knight ကို F3 Knight G3 သွားတာများတယ်ပေါ့နော်အဲ့ဒါ Knight G3 သွားမယ်သူစားရင်တော့ပေါင်းလေးနဲ့ပြန်စားပေါ့ငါထပ်ပွန်းဖြစ်တယ်ဆိုရင်ဒီကောင်ကဘာမှတော့မဖြစ်ဘူးပေါ့နော်ဒီဘက်ကကျတော့အဆင်ပြေလို့ပြောလို့ရပါတယ် night of 6ပဲလာမှာပေါ့နော်ဟုတ်တယ် night of 6ဒါကျွန်တော်ဒီမှာ rugby 1လေးဆွဲထားလိုက်မယ် rugby 1ရဲ့ idea ကတော့အာကျွန်တော်မလုပ်ချင်တာလဲဆိုတော့ဒီညမှာ before b5 ဖြစ်တက်ပြီးတော့ဒါ attacking လုပ်ချင်တယ်ပေါ့နော်ဒါတူော်ဒီလိုမျိုးဒီ queen side ကနေပြီးတော့တိုက်မယ်ဆိုပြီးတော့ရည်ရွယ်ထားတယ်ပေါ့ဒီနေ့ထမ်းမှလာသူကဘက်ချက်တော့တော့တော့ဒီမှာပြန်ပြီးတားထားတယ်ပေါ့နော် before တက်လာဒါဒါကျွန်တော်တက်တက်ကမှာပေါ့ကျွန်တော်တက်ဖို့ကအဲ plan ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တက်မယ်နောက်ကြကျွန်တော် a3 တက်ပြီး b4 တက်မယ်ပေါ့ အာဒီ b4 b5 တက်ပြီးတော့သူရဲ့ဒီ queen side က pawn structure တွေကို weak အောင်လုပ်မယ်ပေါ့နော်အားနေအောင်လုပ်မယ်ပြီးကျွန်တော်အဲ့ဒါတွေကိုပြတ်မှတ်ထားပြီးလက်တိုက်ခိုက်မယ်ပေါ့အဲ့တော့သူ့အနေနဲ့ဘာများထပ်လုပ်မလဲတော့ a4 လက်ကလို့မရအောင် a4 တက်လဲကျွန်တော်ဒီမှာ knight date a4 ပဲစားလိုက်လို့ရတယ် b5 ဒီပါတက်လို့လဲသူ့တက်ကတကယ်တော့မကောင်းဘူးပေါ့နော်ဘာ b5 တက်လို့ဆိုဒီ c6 ကြီးက weak ပါမှာ အဲ့တော့ကျွန်တော်မြင်တော့ဒီနေသားမှာတော့ Bishop ပဲ develop လုပ်နေတာဖြစ် Bishop E6 တွေပါတယ်ပဲလွတ်ကောင်ဒါမှမဟုတ် Bishop G4 ထွက်လဲဘာမှတော့မထူးတော့မထူးရှားတော့ဘူးပေါ့ Bishop G4 ထွက်လဲ Bishop E6 ပဲထွက်တယ်ပေါ့နော်ဒါဆိုကျွန်တော် B4 တက်မယ်သူစားရင်ကျွန်တော်ပြန်စားမယ်ပေါ့နော်ဒါတော့ပြီးရင်ကျွန်တော်နောက်လက်မှာ B5 တွေပါထပ်ပြီးတော့တက်မယ်ပေါ့ဒါကျွန်တော် green side ကနေပြီးတော့သူ့ဟိုဒါ pressure ပေးမယ်ပေါ့နော်တိုက်ခိုက်မယ်ဒီသူ့ရဲ့ bone structure တွေကိုအားနည်းအောင်လုပ်မယ်ပေါ့ နောက်လည်းကြာရင်ကျွန်တော်ဒီမှာ B5 တက်တက်မယ်ဒီ bone လေးဒီ bone structure လေးပေါ့နော်အဲ့ bone structure ကိုအားနေအောင်လုပ်ပြီးတော့ဒီ queen side ကနေပြီးတော့တိုက်ကစားမယ်လက်ရှိမှာတော့ကျွန်တော်ရဲ့ queen side ကိုကြာသူကဘာမှလာပြီးတော့အဲထိထိရောက်ရောက်တိုက်ခိုက်နိုင်တဲ့ကစားကောင်တွေလည်းဒီဘက်ကိုရောက်မလာသေးဘူးဆိုတော့ဒါဘာပဲဖြစ်ဖြစ်အဆင်ပြေလို့တော့ပြောလို့ရတယ်ပေါ့နော် ဲ့တော့ဗာဒီများ ထပ်ပြီးတော့လုံမလဲပေါ့အဲတချို့ကြောက်လေဒီမှာ B5 တွေဒါမှမဟုတ်97တွေတွားပြီးတော့97 9 PC အဲ94တွေပါလေလာတဲ့ကစားပွဲမျိုးကျွန်တော်ဒီလို့လို့ကြီးလေ2003ထဲမှာတပွဲတွေ့ဘူးတဲ့ထင်တယ်အဲ့လိုမျိုးလေးလေကစားတာလေတွေ့ရတယ်ပေါ့အဲ B5 ကကျွန်တော်ပြောတဲ့အတိုင်းပဲတော်ဘာလို့မှလဲဆိုရင်အဲတွေ့ရ idea တွေ97 9 PC 94လာမှာ ဒါသူ့ရဲ့ main idea ပဲပေါ့เนาะဒီလိုလာမှာအဲ့ခါကျတော့ကျွန်တော်ကဘာလို့ကစားလို့ရလဲဆိုတော့အာကျွန်တော်ကလည်းကျွန်တော်ရဲ့ night ကိုအဲ့တခါနဲ့သူ့ကို night ဒီ night ဤသူတွေပါသွားပြီးတော့ pressure တော့ပြီးလို့ရမှာပေါ့เนาะ night ဤသူသွားလို့ဆိုရင်ဘာလို့မလဲ pressure d7 နဲ့ပြန် save မယ်ထင်တယ် ကျွန်တော် night ကိုလည်းကျွန်တော် c5 ကိုတော့ပို့လို့တော့ရတယ်ဗောနော်တကယ်တမ်းတော့ဥပမာကျွန်တော်ဘယ်လိုပို့လို့ရမယ်ဆိုရင် night a2 night c1 အဲပြီး night b3 night c5 ဆိုပြီးတော့တိတိတော့တော့ပို့လို့တော့ရတယ်အဲအဲ့တော့ကျွန်တော်ကဒီမှာက night ကဘေးပဲသွားမှာ night e2 လေးပဲသွားထားလိုက်တော့ c6 ကိုပဲ port in ချိန်မယ်ဗောနော် c6 ကိုအဲ့တော့ bishop d7 ပြန်ဆင်းမလား queen နဲ့ပဲပြန်ကင်မလားဗော ဘက်ရှ D7 ဆင်းလို့ဆင်းကြတော့ night ကသွားလို့မရတော့ဘူးအဲ့ဒါတစ်ချက်တစ်ခုတော့ရှိရပါတော့ဘက်ရှ D7 ဆင်းလို့ဆင်းအဲ့ Queen C7 နဲ့ကယ်လို့မရ Queen C7 ကံကြဘက်ရှ D5 ဆီပါစားလိုက်လို့ရတယ်အဲ Queen C7 ကလည်းကယ်လို့မကောင်းအဲ့ rook ပဲ c8 လာမလားပေါ့နော် rook c8 လာလို့ဆင်းတယ်ကျွန်တော်ကဘာလို့လို့ရဆိုကျွန် queen c3 လေးသွားပြီးတော့ အဲနောက်လည်းကြားလို့ရှိရင်ကျွန်တော်ဗာလုပ်မလဲဆိုတော့ rookie rook a1 နဲ့ side မယ်ပေါ့နော်ယထားကြီး side လဲပြီးတော့ဒီဒီကောင်လေးကို pressure ပေးမယ်ပေါ့အဲအဲ့လိုမျိုးလေးကျွန်တော်တို့အဲလုပ်လို့တော့ရတယ်ပေါ့အဲ rook c လာတယ်ဟုတ်တယ် rook c အိမ်မှာကျွန်တော်ဒီမှာစဉ်းစားရမှာဒီကျွန်တော် rook a1 တန်းတော့လို့မြင် rook a1 တန်းတော့ b4 ကြီးကပါသွားမယ်ပေါ့နော် b4 ပါသွားမှာဖြစ်တဲ့အတွက်ကြောင့် b4 မပါရအောင်ဒါ b4 ကိုရင်ကယ်ထားရင်တော့ရတော့ရတယ် အာဘယ်လိုခဲ့မလဲဆိုတော့ Quincy 3D နဲ့ပဲတကြတစ်ဆက်တစ်လက်ကဲထားလိုက်ပြီးတော့ကျွန်တော်လည်းကြာ Rook E1 ဆိုင်မယ်အဲသူကလာစားလို့ဆိုရင်လည်းပဲအာကျွန်တော်ဒီမှာ A5 ကိုကျွန်တော်ရသွားမယ်ပေါ့ A5 ကိုရသွားလို့ဆိုရင် A5 နဲ့တစင် Rookie 6စီပါ pressure ပြန်ပေးလို့ရတယ်။အဲဒီတော့လာမဆောင်ဆိုလို့ဆိုရင်လည်းကျွန်တော်သွားစားလို့ရတယ်ပဲ။သွားစားတော့ဒီပြန်စားလို့ဆိုရင်ဒီ C6 ဘောင်းလေးကလွတ်သွားမယ်ပေါ့။အဲဒီ C6 ဘောင်းလေးကဒါသူ့ရဲ့ weak point ပေါ့နော်။အဲ့ဒါကိုလေသူကဘယ်လိုပြန်ဆယ်လို့ရလဲဆိုတော့ night ကိုအချိန်မီ C4 တွေပါတယ်ရောက်လာလို့ဆိုရင်တော့ အဲဒါသူတည်းနည်းနည်းလေးတတ်တာလိုက်လို့ပြောတော့ရတယ်ပေါ့နော်အဲအဲ့တော့အဲ့ခါကျလည်းကျွန်တော်ကတော့ပြန်ပြီးတော့လှည့်လို့တော့ရကျွန်တော် night ကိုလည်းကျွန်တော်ဒီ e5 slot ထိသွားပြီးတော့အဲဒီ night chain လဲတာတို့ဒါမှမဟုတ် e5 ကနေပြီးတော့တစင်ဒီ cc ပုံးလေးကို pressure ပေးတာမျိုးပေါ့အဲ့ဒါမျိုးလေးတော့လုံးလုံးတော့ရတော့ရတယ်ပေါ့ဒါပေမဲ့လက်ရှိမှာကျွန်တော်ရဲ့ main idea ကဒီမှာ rook a1 သွားဆိုင်မယ်ဒါတော့အပြန်လာပြီပေါ့နော်ဒါလာပြီဒါဆိုကျွန်တော်ဒီမှာဒါကတော့တန်းပြီးတော့ဆိုင်လိုက်တော့မယ်ပေါ့နော်ကျွန်တော်အလှည့်မပေးတော့ ော့သူစားရင်ကျွန်တော်ပြန်စားလိုက်မယ်ပေါ့နော်အဲ့ဒါ night piece လာမယ်ထင်တယ်အဲ့ဒါ night piece လာတယ်ပေါ့နော် အဲ night vision လာတဲ့အလဲ့မှာကျွန်တော်ဘာလို့ရင်ကောင်းမလဲဆိုတော့ကွင်းညစ်ဆိုင်လေးရင်ကောင်းမလားပေါ့ကွင်းညစ်ဆိုင်လေးမယ်ဆိုရင်ကျွန်တော်စားရင်ကျွန်တော်ပြန်စားဗျာအဲဒါလေးနဲ့ပြန်စားပြန်စားပြီးတဲ့နောက်မှာပြီးကျွန်တော် night က default ဝင်လို့ရမယ်ဒီ night က default ကိုတစ်လက်လာလို့ရမယ်ပြီးကျွန်တော် root ကဒီ access ကိုတော့ပြီးတော့လည်း pressure ပေးလို့ရတယ်ကျွန်တော်ရဲ့ဒီ a b4 ကပုံလေးကိုတော့သူက pressure လာပြီးတော့ပြန်ပြီးတော့ပေးလို့တော့မရဘူးပေါ့နော်အဲအဲ့လိုလေတော့မစိုးတော့မစိုးဘူးဗျ idea လေးဒီတစ်ခုတော့တွေ့ရတယ် စားရင်ကျွန်တော်ဒီ4ပွန်းနဲ့စားအတွက် nice C4 ဝင်လေအာကျွန်တော်တက်ပြဿနာမရှိဘူး nice C4 ကျွန်တော်ထထစားနေကြလည်းမလို့ဘောအဲ့ခါကျကျွန်တော် nice D4 ပြန်ဝင်ပေါ့အာ nice bishop and game ဆိုလဲကျွန်တော် nice ကအာနေရာကောင်းမှရှိရပေါ့နော်အဲ့ဒါဆိုလဲအစင်တော့ပြေးပါတယ်အာမစိုးဘူးပေါ့ကျွန်တော်ချပဲပေါ့နော်ဒါလဲလဲလဲလိုက်မယ်ပေါ့ ပြကျွန်တော်ကစားကောင်နေရှင်တဲ့အခါမှာကျွန်တော်ကစားကောင်နေကပို့ပြီးတော့ active ဖြစ်တယ်ဗောနော်အဲကျွန်တော် rook ကလည်း fine ရထားတယ်အဲကျွန်တော် bishop ချင်းရှင်တဲ့အခါဆိုလို့ဆိုရင်ကျွန်တော် bishop ကဒါ active bishop ဗောနော် two bishop ကအဲဟို bad bishop ကျွန်တော် bishop ကို bishop ဗောအဲ bishop အကြောင်းကျွန်တော် bishop ကသူ့ရဲ့ပုံးနေကိုချိန်လို့ရတယ်အဲသူ့ရဲ့ bishop ကကျွန်တော်ရဲ့ပုံးနေကိုချိန်လို့မရအောင်အဲ့ဒါလေးကြီးကွာတယ်ဗော အဲ့ဒီမှာသူကအဲအချိန်ရတာသူကစဉ်းစားစဉ်းစားနေပေါ့နော်သူလဲရင်ကောင်းမလားမလဲရင်ကောင်းမလားသူသူကဟိုနည်းနည်းလေးတော့စဉ်းစားကံလေးတစ်ခုတော့ရောက်တော့ရောက်နေရပေါ့နော်အလဲမလားမလဲဘူးလားပေါ့လက်မလဲဘူးဗျရှောင်းတော့ရှောင်းထားတယ်မလဲဘူးဆိုလို့ဆိုရင်ကျွန်တော်ကဒီမှာ root a စစ်လေသွားလိုက်လို့ဆိုရင်သူတို့နည်းနည်းလေးခတ်သွားမယ်ထင်တယ်ဗျအဲ့ဒါ cc ကိုကေဖို့တော့ခတ်သွားမယ်ပေါ့နော်အဲ့ဒါ root a စစ်လေသွားလိုက်တော့ ဒီ night ကိုလည်းချိန်ထားတယ် night ချောင်းလို့ဆိုရင်ကျွန်တော်ဒီ season ကိုစားမယ်ပေါ့အဲ့ဒါဆိုရင်တော့ဒါဆိုတော့ night ဝင်လေးပြောလို့ရတယ်ဒီ season ပုံကြပါလို့ဆိုရင်ပေါ့နော်အဲ့ဒါကျွန်တော်ကွင်းကိုလာချိန်နေပြဒီ queen လေးကိုပြန်ချိန်ထားတာလေးကတော့ဆိုတော့မဆိုဘူးเนาะ queen လေးကိုပြန်ပြီး pressure ပေးထားတာလေးကတော့ကောင်းတော့ကောင်းတယ်ဗျ ဒါပေမဲ့ဘာလို့လို့ရမှာမလို့လို့ပါမယ်ကျွန်တော် queen a7 မဲ့သွားထားမယ်ပေါ့နော် queen a7 သွားပြီးတော့ကျွန်တော်နောက်လဲကြတော့ဆိုရင် queen b7 မှာနေမှာပဲကျွန်တော် queen ရအာအရန်ကောင်းတဲ့ queen တစ်ကောင်ဖြစ်နေရနော်အဲဒီတော့ rook တွေပါလာလို့ဆိုရင်လည်းကျွန်တော်ဒီအောက်ကိုပဲသွားမှာပေါ့ပယ်တတ်နိုင်တယ် ဲ့တော့ rook c7 လာမယ်ဆိုရင်တော့ကျွန်တော် queen က a8 ကိုသွားမှာပါနော်အဲ့မှာသူက rook c8 တခါထပ်လာမယ်ဆိုရင်တော့ကျွန်တော် queen b7 မှာနေလို့ရတယ်ပေါ့ okay ကျေတပ်ပြီးရမေးမယ်ဆိုရင်တော့ CA မှာပဲနေပေါ့ဗျာဒါကတော့ CA မှာနေပေါ့ တည်လို့ချင်းနဲ့တဘောတော့ရှိတယ်တည်လို့ချင်းနဲ့တဘောတော့ရှိရပါတော့โอเคအဲကျွန်တော်ဘာလို့ရှင်းလာလဲတော့ကွင်းမြဖမ်းနေတာလားမသိဘူး အဲ့လိုကြီးကြတော့သူတို့ကောင်းမှမလားဘူးအဲ့ကျွန်တော်ဒီမှာထပ်ပြီးတော့ rook လေးထပ်ပြီးတော့7 run ဆင်းလိုက်မယ်လေအဘိရှောကိုစားမယ်ပေါ့လိုက်ပြီးစကြီးပြန်လာတယ်ဗျအဲ့လိုက်ပြီးစကတကယ်တော့တကယ်တော့ဘာလို့ရှင်လာလဲအဲ့ကိုလည်းစားလို့မရအောင် အဲ့ဒါ bishop r5 ဖြေပါလေတော့လို့ဆိုရင်တော့အဲသူစားလို့ဆိုရင်ကျတော့ queen of 7 queen g7 နဲ့မိတ်လို့လို့ရတယ်အဲတခုစစ်တာ bishop r5 သွားတဲ့လဲမှာသူ rugby 8တွေပါပြန်လာလို့ရတယ်ဗောနော် rugby 8ပြန်လာလို့ရတယ် rugby 8ပြန်လာလို့ဆိုရင်ကျတော့ queen ပြန်ချိန်ခံတာကတော့အဲရမ်းလဲဗောနော်ဒါစားလို့လည်းမကောင်းဒါစားလို့ဆိုရင်9နဲ့ပြန်စားသွားလို့ရတယ်အဲ့တော့ကျွန်တော်ဘာလို့ကြောင်းမလဲဆိုတော့ အနိုင်နဲ့ပြန်ကဲထားရနော်အဲ့ဒါကွင်းမဲဒီနားမှာပြန်နေပေါ့ဗျာနေရာမကောင်းလေးလို့ပြန်ပြီးတော့လှည့်နေရပါတော့ကျွန်တော်နိုင်ကိုလည်းကျွန်တော်ဒီ e5 ဒီပါနေနိုင်ကကျွန်တော်နိုင် e5 ရောက်သွားရင်ကျွန်တော်ကောင်းမယ်ဒါမှမဟုတ်လေ c5 ပေါ့နော်အဲ့လိုလေတနေရာတစ်ခုရောက်သွားရင်တော့ကောင်းမှကောင်းမဲ့ပုံပဲကျွန်တော်နိုင်လေးရတော့အာကျွန်တော်နိုင်ကိုကျွန်တော်နိုင် f4 လေးခုံထားလိုက်မယ်ဗျာတစ်လက် ရူပီယိတ်ရဲ့ရူပီယိတ်မှာအဲဒါဆိုင်လဲလို့တော့ရတယ်နော်ဒီကောင်ကြီးကိုရူဂျန်ဆိုင်လဲဗျာတရှိမှာဘာမှလုပ်လို့မရဘူးဖြစ်နေပါတော့ကျွန်တော်ဒီပါဒါလည်းဆားလို့မရဒါလည်းဆားလို့မရအဲဒီမှာလာလို့ဆင်တယ် rook a လာလို့ဆင်ဒီ night ကိုဆားလို့ရတယ်ကွနော် စားရစိုင်လဲပြီဗျာလူပြန်စိုင်လဲမယ်ပေါ့ဘယ်ရတော့ကောင်းနေတယ်တစ်ဖက်မှာအချိန်ရမကျန်တော့ဘူးဗျာအနိုင်စီဖိုးလာတယ်ပေါ့အနိုင်စီဖိုးလာတယ်ကျွန်တော်နိုင်ကိုကျွန်တော်ကဒီ C5 ကိုရောက်အောင်သွားနိုင်တဲ့ဆင်မဆိုးဘူးပေါ့နော်ဒီမှာတဲ့ကျွန်တော် sacrifice ကတော့လုပ်လို့တော့မရဘူးပေါ့နော်ဘာမှဟိုအကောင်မရှိဘူးအကောင်ရှိကျွန်တော်နိုင်ကိုကျွန်တော်ပြန်ပြီးတော့အဲ C5 လေးရောက်အောင်93အဲ 95C5 ပေါ့နော်ဒါလေးသွားမယ်ပေါ့ အဲ့ဒါဒီမှာသူဘာလို့လို့ရလဲဘယ်လိုဆိုတော့ဘာမှတော့လုပ်လို့မရပါဘူးဇာဒီမှာ queen လေးပဲရှောင်းလာလိုက်မယ်ပေါ်ရတာကောင်းတယ်ဗျာတစ်ဖက်ကတော့အချိန်ရမကြမ်းတော့ဘူးဗောနပ်စ်မပါဘူးဆိုတော့သူတက်ကတော့ဒါမလွယ်ကူတဲ့အချိန်တွေတခုတော့ရောက်သွားပြီပေါ့ဒါနဲ့နေတာသူမြင်မြန်တော့ရှိတော့ရှိပါတယ် အဲ့လိုပေါ့မလားကြည့်တယ်မောင်း queen ကဘာမှတော့လုပ်လို့မရဘူးဖြစ်နေပါတော့ကျွန်တော် after 3ပဲတက်လို့မရအောင်အ queen e7 တွေပဲတော့လိုက်မယ်ဗျ queen ရဲ့လာဆိုင်နေဗျ တစ်ဖက်အချိန်မကျန်တော့ဘူးကွာ။ပွဲကအဲတော်တော်ကောင်းပါတယ်။အချိန်မကျန်တော့ဆိုတော့နိုင်သွားတယ်ပေါ့ဒီပွဲက။အဖြစ်ပွဲကောင်းတဲ့ပွဲတော့ချိလိုက်ရတယ်ပေါ့နော်။ဟုတ်ပါပြီ။အဲ့တော့ကျွန်တော်ရဲ့ဒီပွဲလေးကလည်းနိုင်သွားဖြစ်တဲ့ကြောင့် rating ကတော့2.5နဲ့ကိုတော့ရောက်လာပါပြီ။အဲ့တော့ကျွန်တော်ဒီကစားပွဲနဲ့ပတ်သက်ပြီးတော့သိချင်တာမေးမြန်းချက်ရှိလို့ဆိုရင် comment လေးမှာမှန်းခဲ့လို့ရပါတယ်။အဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုကိုအစားဆုံးလိုက်ရအောင်အပြင်ကြက်တဲ့ကြောက်ရှင်ကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆောင်မယ်အားလုံးပဲကျေးဇူးပါခင်ဗျာ